ဒီလိုတရားနာပရိသတ်ကြီးစကားတလုံးထွက်ပြီးတော့ကြောင်ပြန်ရောက်တော့ကမ္မထံတရားတွေကြိုးစားအထုတ်လိုက်တာအာသဝကုန်ခံ၍ယဟနာဖြစ်တော်မူအဲပရိသတ်ကြီးဘာဖြစ်သွားတော့ယဟနာဖြစ်တော့အဲ့ဒီခင်းငါမြင့်နာမဘယ်ရင်သူ့ရဲ့အာယုသင်္ခါရကြည့်ပြီးတော့ပရိနိဗ္ဗာန်ဆံရပါပြီယဟနာကြီးပရိနိဗ္ဗာန်ဆံဝဲဆိုတော့လုံလိုက်တဲ့ဆင်းရှင်တွေပြတ်တတ်တဲ့တလားတွေနဲ့အင်းပူဇော်ကြ နောက်ဆုံးပူဇော်တဲ့ဘွဲကြီးဆိုတော့စီလဲစီကားပေးတဲ့ပေါ့ခင်ဗျားတို့ဖြူမြို့ဟိုနာယကဆရာတော်ကြီးပြန်လုံတော်မူတုန်းကအင်းစီကားတာလောက်နဲ့ယဟန္တာကြီးစီကားတာကိုမှန့်ကြည့်သိနိုင်ပါတယ်ဗျာဒီလိုနဲ့တရားနာပရိသတ်ကြီးအမေနဲ့နှမကလည်းဘိက္ခုနီမဘဝနဲ့ဩတို့သားလေးမတွေ့ရတာကြာလာပြီသို့ပြီးတော့စိတ်ပြေလက်ပြောက်ရှောက်ပြီးတော့လာလိုက်ကြတာတရားနာပရိသတ်ဇာပနာဘွဲကြီးနာရောက် ဟဲသမီးလူသားနဲ့ဆူညာလို့ဘာဒီပါလိသမီးအိုးအမေနဲ့သမီးကတူလာတယ်သမီးလည်းမေ့ကြည့်ရမှာပေါ့ဒကာကြီးဒကာကြီးခင်ဗျာဘာလို့ခင်ဗျာဒါဘာပွဲတုန်းဒကာကြီးမှန်လားပါခင်ဗျာဒီပွဲကခင်ဗျာမြင်နာမှာသုံးနှစ်တိုင်တိုင်းစကားမပြောပဲကျင့်တယ်ခင်ဗျာတိရိယာယဟနာမထေရီပရိနိဗ္ဗာန်စမ်းလို့နောက်ဆုံးပူဇော်ပွဲကြီးပါခင်ဗျာဟောအမေယဟနာကြီးပူဇော်ပွဲတယ်မင်းရဲ့ ဟောကြလိုက်ကြသမီးရဲ့လာလာအမေတို့တော့ဖူးကြစို့သမီးကလေးပခုံးလက်ကန်လို့သမီးလေးကရှေ့ဆောင်လို့မျက်စိကလည်းမှုန်လှရှာပြီလေဖွားအိုကြီးဘွားရောက်တော့သွားရင်သွားရင်နဲ့ဟဲသမီးအမေအမေဘယ်လိုမှမအောင်မင်းနဲ့နော်ညီကိုတော်ဘုရားအနှံ့နဲ့တူလိုက်တာသမီးရဲ့ဟုတ်ပါတယ်မေရဲ့သမီးလည်းဘယ်လိုမှမအောင်မင်းနဲ့နော်အခုတော့ဘုရားအနှံ့ပါပဲမေရဲ့ ေးအေးဗျာနာကြီးဖူးပြီးတော့မှအမေတို့ရှောက်ရှားရတာပေါ့သူတာမလို့မသိဘူးဒီလိုနဲ့ယဟန်နာကြီးဓာတ်တော်ယုတ်ကလနာရောက်တော့လက်အုပ်ချီးပြီးတော့အမေတာယဟန်နာကြီးရဲ့ယုတ်ကလဓာတ်တော်ပဲမင်းရဲ့ဖူးတော့အမေလို့သူကဖူးနေတုံသမီးကလေးကငြိမ့်ငြိမ့်မနေဘူးထိုင်ရကထားပြီးလောင်းလိုက်တဲ့ဆင်းဆင်းလေးပြတ်တတ်တဲ့တလားတွေလှမ်းမျောကြည့်တမင်းမငြိမ်လို့အမေကလည်းငြိမ်ငြိမ်မထိုင်မနေဘူး မတက်ရပြီးတော့ရုတ်ကလဘေးခေါင်းရင်းကကတ်လို့မျက်နှာတော်လွှမ်းထားတဲ့သင်္ကန်းစားလေးလှောင်ကြည့်လိုက်ကြတဲ့ကိုကအားရရော့အလိုဖရဖရဖရငါတားရဲ့မျက်နှာလေးနဲ့တူလိုက်တာဟုတ်များနေမလားတိတိခြားခြားနဲ့ငုံကြည့်ဟုတ်ပါတယ်တားလေးနဲ့တူပါရဲ့ လူကလေးခေါ်မဖြစ်ဘူးမခေါ်ရဲတာသားဟုတ်ရင်တော်ပါရဲ့မဟုတ်ရင်ရဟန္တာကြီးလာပြီးသားစုဆွဲရမလားလို့ဆွဲထုတ်ပါလေအကျောက်သားဟဲ့သမီးမေးဒါကြလားသားသမီးကြည်စားဤကူတော်ဖခင်နဲ့မျက်နှာလေးနဲ့တွေ့လိုက်တာအမေမျက်စိမှုံလို့လားမသိပါဘူးသမီးရဲ့ဒီထဲကလေးမလေးကသေချာငုံကြည့်ဟော ဟောဟောပါပြီမေရေကိုတော်ဆရာပါပဲမေရေကိုတော်ဆရာပါပဲမေရေဟင်ပါလူကလေးလူသိမ်းသာကြီးအမလီမြေရေဆွေရေလို့တုံးပြီးတော့ဒုက္ခတွေရောက်စင်အခါတုန်းကငါတားတယောက်တည်းခံစားရတာမဟုတ်ပါဘူးအဲ့ဒီဒုက္ခတွေခံစားတော့ငါအမေလည်းပါပါတယ်တားရဲ့ဟောဒီမေနှမလေးလည်းပါတယ်တားရဲ့ခုတော့လေ ဲ့ဒုက္ခကိုတွင်းကလွတ်အောင်ယုံတဲ့အခါကျမှငါသားကြီးတခါရဲ့ယုံထွက်ရပါပြီရဲ့ယဟန္တာကြီးဆိုတာရဲ့တရားတွေအမေတို့ထပ်ပြီးတော့ပြတ်ဆုံးမှုပါအောင်တော့လားလူကလေးတာရဲ့လူစိတ်ကားကြီးရဲ့အမေတို့တရားစမတွေပြတ်ပြီးတော့မသွားနိုင်တော့ပါလားဒုက္ခဖြစ်တဲ့တတ္တဝါချင်းအတူတူအခုတော့တပါးရဲ့ယုံလည်းတဲ့ အမေအိုနဲ့နမကိုတရားသမားတွေပြပါအောင်တော်လားကားရဲ့လို့အမေအိုကြီးကတော့ငိုနမလေးကလည်းအကူတော်ဖခင်ရင်မပေါ်မျက်နှာအပ်ပြီးတော့ငိုနောက်ဆုံးကြတော့အမေလို့သူကရုပ်ကလပ်ပေးကကတ်လို့အာအနိစ္စအနိစ္စပိဒနာဟုထိတ်စရာဓမ္မမလေးတဲတောက်စရာကောင်းတဲ့အနိစ္စတရားပါလား ယဟန္တာဟာကြီးတော်မှလည်းမထားအမေနဲ့နှမကိုတွေ့ခွင့်မပေးတရားလေးတပုတ်လုံးမှလည်းဟောမပြနိုင်ခုတော်လေဟောဒီလောကကြီးတဲ့ကလေပြီးတော့အမေနဲ့နှမကွယ်အောင်ပြုတ်ပြီးတော့တပါးတဲ့ခေါ်သွားရဲ့လေချင်းตายเอ๋ยเมรุเตยสมารีมนายรอบะลาเยโล

အမလေးငူလိုက်တဲ့ဘိက္ခုနီမာကြီးဗျာဒုက္ခရောက်ပြီလေးပရိသတ်ရဲ့အဲ့ဒီလိုငိုပြီးတဲ့နောက်ဆုံးသာတော်ကြီးယုတ်ကလနောက်ဆုံးပူဇော်ဝဲကြီးပြီးတဲ့အချိန်ခါမှာအမေနဲ့နှမကလည်းကမထမ်းတရားကြီးကြိုးစားအထုတ်လိုက်တာအာသဝကုံခန့်၍ယဟန္တာမိမကြီးတွေဖြစ်ကြပါတယ်ဗျာဘေးသာကြီးသူတို့သမ်းပြီးသုံးရောမြဲရည်တွေပဲလို့သုံးလာတာ ရေလိုသုံးပေမဲ့လို့ယဟန္တာကြီးတွေဖြစ်တဲ့ဆိုတော့ပရိနိဗ္ဗာန်စံပြီးနောက်ထပ်ဇာတိအတ္တဖန်ပြန်ရပါဦးမလားဒါပြင်သူတို့ဘဝကအစလားအလယ်လားနောက်ပိတ်ဆုံးလားဒါကြောင့်မြေရေတွေရေလိုသုံးဘဝနောက်ပိတ်ဆုံးဆိုတဲ့ဇတ်တော်ဒီသံပြီး၃ရောက်ဇလုံးယဟန္တာဖြစ်တဲ့နေရမှာနေတီတန်းသွားပါပြီ၁၂နာရီခွဲတော့မယ်ခင်ဗျားတို့လည်းပေးတီကုတ်ကထိုင်တော့ဘယ်နဲ့ဟာဒီမှလည်းမသိဘူး